နေ့လာနေပွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နေ့ခုနှစ်နေ့အတွင်းမှာတပားသူကြောင့်မိမိရွယ်ချက်နှောင့်နေမယ်အိမ်တွင်းရဲ့လူဝင်ရေးပြဿနာတွေဖြေရှင်းရနေမယ်ပြဿနာဟောင်းတွေကိုပြန်လဲအစ်စ်သဖွယ်ဖြေရှင်းရခြင်းကြောင့်မယ်အရဝင်းနဲ့ဆက်သွယ်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်ရန်တိုက်ခံကြမှာတိုးတက်ခြင်းကိုကြောင့်မယ် ငွေကြေးကိစ္စပြောဆိုဆောင်ရွက်မှုတွေမှာသတိနဲ့ဆောင်ရွက်ရမယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစံစာနေပေါ် application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေပေါ် application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရက်နေ့တွေမှာရန်တိုက်ခတ်နေရှင်ပြီးတော့ တတိနဲ့တဝမင်းနေဖြစ်တယ်။နှစ်ရက်နေ့ကတော့အလုံးစုံဆင်ပြေခြင်း၊ခံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကြုံမယ်။သုံးရက်နေ့မှာအယက်ဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေချိုးပြပြီးဘဝတိုးတက်မယ်။လေးရက်နေ့မှာငွေကြေးခံကောင်းမယ်၊လုပ်ငန်းခံကောင်းမယ်၊ဘဝတိုးတက်မယ်။ငါးရက်နေ့မှာရံများမယ်၊လူယုံဒုက္ခပေးမယ်၊အပြိုင်ဆိုင်များမယ်။၆ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရေးသစ်တွေကိုလက်တွေ့သုံးချပြီးဘဝတိုးတက်မယ်။ခုနှစ်ရက်နေ့မှာ လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ဒါပေမဲ့မတော်စတိကံမှာနေယူဆရမယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့၁၇နိုင်နဲ့တနိုင်ခွဲအတွက်မှာသွာလာနေထိုင်ယူဆရမယ်ဒီတပတ်တာကာလအတော်အတွင်းမှာဇာသပတိနေဗုဒ္ဓုနေတနင်္လာနေ့ဘွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကနေ့ဘွေးသူတွေဒုက္ခပေးတတ်တယ် ်တင်ကားကုကနဲနေဂျိုးပေးတယ်စိတ်ရောင်ဖြူရောင်မိခွေရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စဆောင်ရွက်နေပါတယ်ဒီတစ်ပတ်အတွင်းနိုဝင်ဘာလ၄ရက်နေ့ဒဇာမုန်းလပြည်နေအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးဗီတီဘင်ရဲ့အရှိတောင်ဘက်ကိုထိုးထွက်နေတဲ့ဇီးကန်းကိုယူပြီးတော့အဲဇီးကန်းကိုရှစ်လက်မှလျားဖြတ်အခောက်ခွာရွှေအောင်တုတ်ပြီးတော့လက်ခေါ်ဇီးခေါ်ကောင်းတဲ့အစီရင်ဖြစ်ဆောင် ထူးထူးခြားခြားကိုရောင်းပဝယ်ပိုင်ဖွင့်စေတဲ့လက်ဖွင့်စေတဲ့အဆောင်တစ်ခုဖြစ်လာမယ်လက်တွေသုံးချပြီးလူရဆန္ဒအောင်မြင်နိုင်ပါစေကျေးဇူးတင်ပါတယ်